အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့မောင်ဝနရေးသားတဲ့ဘန်းတွေနဲ့ဝေးဆိုတဲ့ဝတ္ထုရဲ့အပိုင်း၁၀ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ပန်းတွေနဲ့ဝေအပိုင်း30ဝေကြည့်နေစင်မှာပင်မောင်မောင်တင်သည်မိပွိုင်၌ရက်နေသော အချိန်ကလေးအတွင်းမှာပင်သူ့နှဘေးမှမိန်ကလေးပခုံးကိုလှမ်းဖက်၏မိန်ကလေးသည်မောင်မောင်တင်လက်ကိုဖယ်ပြ၏မောင်မောင်တင်ပေါင်ကို လိန်ဆွဲသည်ထင်၏မောင်မောင်တင်တွန့်သွားသည်ကိုမြင်ရ၏သိကြပါပြီမောင်မောင်တင်သည် အချားမင်းကလေးတယောက်နဲ့လဲချစ်နေပါပြီတယောက်ထဲမှဟုတ်ရဲ့လားဒီတိုင်းဆိုတယောက်မက အများကြီးရှိနိုင်ရှိပါစေသူ့အဖြစ်နဲ့သူရှိပါစေဝေးအတွက်မူ၎င်း အများကြီးသော သူ့ရည်စားများထဲမှမိမိသည်တယောက်သောရည်စားသာ ဖြစ်ခဲ့၏သူကိုညနာများသူအဖြစ်စိတ်ချလက်ချယုံကြည်လိုက်ပါပြီသူနှင့် တစခန်းရက်လိုက်ရန်အတွက် အထူးထွေတက်သေးပြနေစရာမလိုတော့နောက်နှစ်ရက်ကြာတွင်မောင်မောင်တင်သည်မျက်နှာပြောင်ပြောင်ပင်အဆောင်သို့ရောက်လာ၏ဝေဒီရဲတွင်းစွာပင်မောင်မောင်တင်ကိုရင်ဆိုင်တွေ့ဆုံလိုက်သည်မောင်မောင်တင်သည် ဝေကို ပိုင်ပီးသားဟုတွတ်ထားသည်လားမသိပြုံးဆဆနှင့်နှုတ်ဆက်သည်အံပံအမူအရာကမပြောင်းသေးဝေး စိတ်ဆိုးပြေပြီလားရင်ကျမရှင့်ကိုစိတ်မဆိုးတော့ပါဘူးကျမကိုကျမပဲစိတ်ဆိုးနေပါတယ်ရှင်တွေကျမတွေနဲ့ပြောရလိုက်တာဝေရဲ့ကဲပါ စိတ်ဆိုးနေသေးရင်လည်းကိုထက်တောင်းပန်ပါဦးမယ်နောက်ကို ဝေမကြိုက်တာဘာမှမလုပ်ဘူးလို့လည်းဂရုပေးပါတယ်ပြေပါတော့နော်မောင်မောင်တင်ဒီပြောနေရင်ပင် ဝေအနာတုတ်ကက်လာ၏ဝေဒီ ယွန်ဆရာစွာကြည်ရင်နေရာရွှေ့ထိုင်လိုက်သည်ဒီမှာကုမမောင်တင် ရှင့်ကိုကျွန်မနောက်ဆုံးပြောစရာစကားတွေရှိပါတယ်အဲ့ဒါနားထောင်ပြီးရင်ရှင်ပြန်ပါတော့ကျွန်မပြောကျင်လေပြောတာပေါ့ဝေရေကိုလို့လမ်းလျှောက်ရင်ပြောရအောင်လေနော်လာထမောင်မောင်တင်ဒီမတက်ထရင်ဝေလက်မောင်အိုးကိုဆွဲမ ਈ ဝေဒီခေါင်းကိုတွတ်တွတ်ခါရင်ယုံလိုက်ဤ ကျွန်မပြောတာကိုစုံအောင်နားထောင်ပါကိုမောင်မောင်တင်းပြီးရင်ပြန်ပါမောင်မောင်တင်းစိတ်ပြက်လက်ပြက်ပြန်ထိုင်ချလိုက်ကျွန်မရှင့်ကိုမချစ်တော့ဘူးဒါပါပဲမောင်မောင်တင်းရဲ့ဝေစိတ်ကောက်နေတော့မို့ဟုသူထင်သည်ဘယ်တော့ပြန်ချစ်မှာလဲဝေဝေပြန်ချစ်လာတဲ့အထိကိုစောင့်ပါမယ်ဒါမှမဟုတ်ဝေပြန်ချစ်အောင်ကိုဘလို့တောင်းပန်ရမလဲ လိုပါဘူးကိုမောင်မောင်တင်းဝေအရှင်ဆုံးပြောလိုက်ပါမယ်ရှင့်ကိုဘယ်တော့မှပြန်မချစ်တော့ပါဘူးကျမချစ်ခဲ့မိတာကိုလည်းတသက်လုံးနောင်တရနေမှာပါဘာဖြစ်လို့များလဲဝေရဲ့ကိုမင်းကိုသိချစ်ပါတယ်မောင်မောင်တင်းဒီဝေလက်ဖွားလေးကို လာဆော်ဤဝေဒီလက်ကိုစက္ကနေရုပ်ဤဒီတိဒီအတွေ့များကိုဝေမလိုလားတော့ပါ ရှင့်ကိုကျမလုံးဝမချစ်တော့ဘူးလို့ပြောပြပါပြီကိုမောင်မောင်တင်။ဘာဖြစ်လို့လဲဆိုတာမမေးပါနဲ့တော့။ဘာအကြောင်းမှ ပြောစရာမလိုပါဘူး။ရှင်ဟာကျမကိုတကယ်ချစ်ခဲ့တာမဟုတ်ပါဘူး။ဒါတော့ကျမကလည်းရှင့်ကိုမချစ်နိုင်တော့ပါဘူး။ရှင်းတယ်မဟုတ်လား။ကဲရှင်ပြန်ပါတော့။ဝေဒီအမြန်ဆုံးထထွက်ခဲ့၏။မောင်မောင်တင်သည်နောက်ကလိုက်ခေါ်တန်းကြားတော်လဲ။ ဝေလှဲ့၍မြမကြီးမပြေယုံတမေသာမိမိခန်းကိုပြန်ခဲ့ဤဒီနောက်တော့မမောင်တင့်အကြောင်းကိုမေ့ဖို့သာစူးစားခဲ့တော်သည်မမောင်တင်သည်ဝေက ထိုတို့ပြစ်ပြစ်ခါခါပြောလိုက်သည့်အတွက်အနှဲငယ်ရှက်၍ဒေါသဖြစ်သည်မှအပဘာမျှထွေထွေထူးထူးမခံစားခဲ့ရပါအဘယ်ကြောင့်ဆိုသောဝေပြောတကယ်တော့သူသည်ဝေကိုတကယ်ချစ်သည်မှမဟုတ်ပဲ ထို့ပြင် သူသည်ဝိထံမအချက်ကို လိုချင်သည်မှမဟုတ်ပဲသူလိုချင်သည်မှဝိကိုဖြစ်၏ရလဲရ၏အရာနေသဖြင့်တိတ်မကျေနပ်သည်ကလွဲလို့မမောင်တင့်တွင် ခံစားမှုမပြင်းပါဝေကထို့သို့မဖြတ်ခဲ့လျင်လဲမကြမီချိန်တွင်းမှာ သူကဝေကိုဖြတ်ရပေမည်အဘယ်ကြောင့်ဆိုသောသူသည် သူ၏စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ။ဘုရားရှိခိုးတယောက်ကိုယောက်ခမတော်ခြင်းနေပြီဖြစ်၏။ဘုရားရှိခိုးကတော့သူ့ယောက်ခမလောင်းကြီးကလည်းမောင်မောင်တင်၏ဥစ္စာပစ္စည်းစည်းစိမ်ကိုဗန်းပြ၍မတော်မတရားမှုများပြုရန်မောင်မောင်တင်ကိုတမက်ဖမ်းခြင်းပင်ဖြစ်၏။သူ့ယောက်ခမလောင်းကြီးသည်လက်စား၏။ထိုလက်များဖြင့်ကားအစင်းစင်းဝယ်၍တိုက်အဆောင်ဆောင်ဆောက်လို၏။သို့သောထိုငွေများဘယ်ကရသည်နည်းဟု ဆိုင်ရာမှစုံစမ်းခဲ့သောတညိုထိုးပြစရာစီပွားရေးလုပ်ငန်းပိုင်ရှင်တယောက်လို၏မောင်မောင်တင်ဤမိဘများသည် စီပွားချမ်းသာသောတတိအဖြစ်အတိအမှတ်ပြုခံရပြီးသူများသည်မောင်မောင်တင်အမည်နှင့်လည်းစီပွားရေးလုပ်ငန်းရှိထိုရောက်ခါရှင်းပါ၏မောင်မောင်တင်ဒီဟုသောတမက်ကလေးဤဥစ္စာပစ္စည်းများဖြင့်ဤကားဤအိမ်ဤချမ်းဤမြေများကို ဝယ်ယူထူထောင်ပါသည်ဟု အကြောင်းပြမည်။နာမည်ခန့်ခြင်းအစ်စ်မှာသမိတာဖြစ်ရမည်။ဒီလိုဆိုလျင်တမက်သည်လည်းကလိန်မကြနိုင်။မမောင်တင့်ဘက်ကလည်းတွက်ကိန်းနှင်ပါ။သူသည် ထိုရာရှိကြီးထံမှအစိုးရနှင့် ပတ်သက်သော အခွင့်အရေးများကိုကြားယူမည်။မမောင်တင့်ချမ်းသာလျင်သူတို့သမီးချမ်းသာတာပဲမဟုတ်ပါလား။ပြီးမ ငွေရှိလျင်ဘာမဆိုဖြစ်နိုင်သည့်အတိုင်းပွေကျင်သလောက်ပွေမည်။ငွေကိုသာတန်ဖိုးထားတတ်သော သူတို့အထွက်လာဟုတင်မွန်တက်ထားသည့်လူဒန်းစားများအကြား၌တလင်တမယာစနစ်ဆိုသည်မှာအစစ်နှိမ်သောယဉ်ကျေးမှုစီစဉ်ခံမှုအတွက်ငွေရမည်ဆိုလျင်လူကိုပင်ပေါင်နိုင်၏။ဒီတော့သူတို့ချင်းအပေးယူကိစ္စသည်သိမ့်မရှုပ်ထွေလား။မောင်မောင်တင်သည် ဝေကိုသူကမခွာခင်က ဝေကခွာတော်သည့်အတွက်တတော်ရှင်းတာပေါ်ဟုစိတ်မှထားလိုက်နိုင်သည် သူစိတ်ထဲတွင်အနေငယ်နှမျောသလိုတော့အရှိသာဝေကလှသည်မဟုတ်လားသို့တော့ဝေလိုအလှမျိုးလေးတွေဝေပေးလျင်အပေါင်းဟု သူစိတ်သူဖြေ၏ဝေကလည်းလူယုံမှတယောက်နှင့်တာရှိသည်ဖြင့်မပတ်သက်လိုက်ရသည်ကပင် အရှုံးလေးကအမျက်ဟု ်တွက်ထားလိုက်သည်ဒီတို့ဖြင့်မောင်မောင်တင်နှင့်ဝေတို့၏ဆက်သွယ်မှုသည်တခန့်ရက်ခဲ၏မောင်မောင်တင်နှင့်အဆက်ပြတ်ပြီးနောက်ဝေသည်စိတ်တည်ငြိမ်အောင်အတန်ကြာစူးစမ်းရ၏အချိန်စရာချ၍အလုံးနှင့်လက်မပြတ်ဖြစ်စေရသည်ကြောင်းတက်ချိန်စာဖတ်ချိန်အကစားလေ့ကျင့်ချိန်အညောင်းပြေလမ်းလျှောက်ချိန်ပျော်ပွဲရွှင်ပွဲစသည်ဖြင့်အချိန်စရာချ၍ နေထိုင်ကြည့်သောအခါဝေဒီပေါ်ပါရွှင်လန်းလာသည် အဖြစ်ဆိုးကို အချိန်များစွာ မိထားနိုင်ခဲ့၏ဒီအတွင်းမှာဝေထက်အတွေ့အကြုံရှိသောမမများတငယ်ချင်းများထံမှယောက်ျားဒေသနာများကို အနှစ်ချုပ်လိုက်သောအခါယောက်ျားများတဲ့တွင်အကျင့်သိက္ခာနှင့်ပြည့်စုံ၍တီကြည်လေးနဲ့သောယောက်ျားသည်ရှားလာ၏အများအားဖြင့်လိန်တဲ့ညာတဲ့ လှည့်တဲ့ပတ်သက်သောယောက်ျားများသာဖြစ်ထို့ကြောင့်တီဂျီလေးနဲ့၍အကျင့်သိက္ခာနှင့်ပြည့်စုံသောယောက်ျားကိုမတွေ့မချင်းဘယ်ယောက်ျားကိုမှမချစ်သင် အပျော်ရည်စားများထားခြင်းသည်လည်းအန်ဒီရဲ့ကြည်မိမိကိုတကယ်ချစ်ပြီးမိမိကလည်းတကယ်ချစ်သောယောက်ျားနှင့်တွေ့ရမှဘဝစုပြေတာယာမည်အကောင်းဆုံးမှာယောက်ျားဆိုသောတရားဝါကို မချစ်ချင်းသာဖြစ် မချစ်ပဲမနေနိုင်၍ချစ်မိသောရှင်တဲကချစ်နေရင် သူ့အကဲကို အဆုံးအစွန်ထိခတ်ရန်ဖြစ်၏ဒီကြားထဲမှာအကျင့်တိတ်ကပေါပြသည်ကိုတစုံတစမျှတည်ရသောထိုယောက်ျားကို မေ့ပြဖို့သာစူးစမ်းပေတော့ဒီနည်းဒီဆုံးဖြတ်ချက်ဖြင့်ဝေဒီတုံးလေးနှစ်မျှသောအချိန်ကိုကုန်ဆုံးစေခဲ့၏သူနေခဲ့ရင်မှပင်အောင်လက်ဆိုသော ောက်ျားတယောက်ကို တွေ့ခဲ့ရသည် ထိုကားတွင် ဝေဤအုံနောက်ဖြင့်ဆုံးဖြတ်ခဲ့သောဆုံးဖြတ်ချက်များသည်ဆုံးဖြတ်ချက်အဖြစ်နှင့်သာတရှိပြီးပြိုးဝဲစမ်းကြဲသော စိတ်နှလုံး ခံစားမှုကို ခံစားခဲ့ရသည်ချင်းခုံလှုပ်ရှားခြင်းပီတိဖြစ်ခြင်းကြည်မောခြင်းစသောနှလုံးသားခံစားချက်များကို ပြန်လည်ရှာဖွေ တွေ့ရှိရသည်မရှိမနှောင်းပင် ကိုကိုကြော့ကို တွေ့ဆုံရပြန်သည်ကိုကိုကြော့ကြောင့်လဲစိတ်လှုပ်ရှားရပြန်၏အချစ်သည်စမ်းကြဲပါပြီအောင်လက်သည် ဝေနှင့်ဝေဝေနေရန်ဆုံးဖြတ်ပြီးနောက်မနေတဲ့မထိုင်တဲ့ဖြစ်နေသည်နနက်စောစောအိယာမနိုးနေတတ်သည်ရခင်ကဆိုလျင်ဒေချိန်ထပန်းကင်းသို့သွားအလားဆုံးပန်းတပွင့်ဝဲဝေချောင်းတက်ကို သွားဆောင်ပန်းဆက် ဝေး၌အဖို့မပါလျင်တကားတပြောပြောနှင့်လမ်းလျှောက်လာကြပြီးဝေးအတန်းသာရောက်မှမိမိအတန်းရှိရာသို့ ပြန်လာ။ဘယ်မျှပျော်စရာကောင်းလိုက်ပါသနည်း။ယခုမူသူဘယ်ကိုသွားရပါ။အောင်လက်သည်မကြံတတ်သည့်အဆုံးသုံးလေးနနဲ့လွန်သောအခါတန်းကင်းသို့ပင်ရောက်လာ၏။ပန်းပွင့်ကလေးကိုဝယ်ပြေ၏။ပြီးဘယ်သွား၍ဘယ်သူပေးရမှန်းမသိဖြစ်နေသည်။ ထူပါဘူးသူ့အတွက်ရည်စူးပြီးဝယ်တာသူ့စီပဲပို့တာပေါ့ဟု တွေးပြီးတိတိဆောင်ပဲခြေဦးလှည့်ပြန်သည် သို့တော်သူသည် ဝေနှင့်တွေ့လျင်တန်ရောစင်အမြင်ကတန်းအောင်မဟု ကြောက်ရွံ့မိပြန်သည်သူနှင့်ဝေကိုစောင့်နေကြခြေတမာပင်အောက်ကြောက်လာ၏သူသည်မကြံသာသည့်အဆုံးဝေကိုစောင့်နေကြခြေတမာပင်ကလေး၏ပင်စည်၌ရှိသော အပွေကြားတနေရာတွင်နှင်းစီပန်းကလေးကိုညှက်ထားခဲ့ပြီးပြန်ခဲ့လေသည်ဝေသည်နနက်နှင်းအမြဆိုသလို သူထံပန်းကလေးတစ်ဝင်းရောက်ရှိလာတတ်သော အောင်လက်ကိုမတိစိတ်ကမျောနေရှာသည်ထိုနေ့နနက်ကလည်းအောင်လက်လာဆောင်နေမည်လားဟုမျော်မိသေးသည်ရေချိုးထမင်းစားပြီးအဝတ်လဲနေစဉ်မှာအခန်းပြတင်းမှ အပြင်သို့ချောင်းကြည့်နေဖြစ်သည် အောင်လက်ကို ရေတမာပင်အောင်၌ရှိတ်ခနေတွေ့လိုက်ရသည်ထင်၏ထို့ကြောင့်အဝေစားအမြန်လဲ၍ထွက်လာခဲ့သည် အဆောင်ဝရောက်သောအခါအောင်လက်ကို မတွေ့တော့ချေသူစောင့်နေကြရေတမာပင်တို့ကြည့်လိုက်တော့လဲသူ့ကိုမမြင်တို့ရာတွင်နှင်းစီနီနီလေးတပွင်ရေတမာပင်ပင်စီ၌သူပန်နေကြနှင်းစီနီနီလေးတပွင်အောင်လက်ပေးနေကြ နှင်းစီလေးတပွင်ဝိတ်စိတ်၌ជីနူးသွားသည်ဝေဒီပန်းပွင့်ကလေးနာသို့ကတ်သွားသည်ဘေဘီជីဤသူကမှ သူ့ကိုဂယုဆိုင်မနေမှန်းတည်သောအခါပန်းကလေးကိုချက်ကနေဆွဲယူခဲ့သည်လမ်းတစ်လျှောက်လုံးလဲပီတိရေဖြင့်ကြည်ရွှင်နေသည်ကိုအောင်ဘေနာဘေခွေဘေတောင်းကပေါ်လာပြီးမိမိကိုကြည်စဲလေမလဲဟုလဲ မျောလင့်နေသည်ထို့သူမဟုတ် သူ့နောက်နာမလန်မကန်းမှအောင်လက်လိုက်လာနေလိမ့်မည်သူပန်းပန်းကိုဆောင်၍နှင်းစီပန်းကလေးကိုပန်းလိုက်သည်နှင့်အောင်လက်သည်သူ့ထံကတ်လာပြီးစကားပြောလိမ့်မည်ထင်၏ထို့ကြောင့်ပင်ဝေလွင်သည်ဇင်ကြံခွေအချိုးတချို့တွင်ပန်းပန်လိုက်၏သို့သောသူမျောလင့်သလိုအောင်လက်သည်သူ့နာသို့ရောက်မလာပါအောင်လက်သည် ဝေကိုရှောင်းနေရန်အတွက်စာသင်ခန်းစီတို့ရှောင်းနေပြီဖြစ်ပါ၏ထိုနေ့တစ်နေ့လုံးဝေလွင် အနေရခံနေ၏ရေတမာပင်မှကြားခဲ့သောနှင်းစီနီကလေးသည်လည်းဗဟေလိတပုတ်ဖြစ်နေ၏အောင်လက်လာ၍ထားတော်သောနှင်းစီကလေးမှဟုတ်ပါလေစားမဟုတ်လျင်ဒုက္ခဟုတ်လျင်ကော အကယ်၍အောင်လက်ထားခဲ့သည်မှန်လျင်လည်း အဖေကြောင့်သူ့ကို လာမတွေ့သည်နီးဘုကိုကျော်နှင့်သူ့ကိုတမျိုးတမျိုးထင်းသွားပြီလောအောင်လက်ဤအထင်လွဲခြင်းကို ဝေလွင်မခံနိုင်သလောတို့ဖြစ်လျင်အောင်လက်ဤမြတ်တာကိုညှော်လင့်မိပြီလောဝေဒီမိမိကိုမိမိပြန်လဲစမ်းစစ်ကြည့်သောအခါသူသည်အောင်လက်ကို ချစ်မိပြီဟုထင်လာ၏အောင်လက်ဤချစ်ခြင်းကိုလိုခြင်းလာပြီဟု ယူဆလာ၏ ထိုကားအောင်လက်ကို ပို၍တွေ့ကျင်လာ၏ပို၍တင်းတင်းနီးနေကြည့်ကျင်လာ၏အောင်လက်အကြောင်းကို ပို့တိကျင်လာ၏အောင်လက်၏အကျင့်သိက္ခာစိတ်နေစိတ်ထားအောင်လက်၏ပဝန်းကျင်နှင့် သူစရိုက်သူအလေသူဝါသနာသူဇွဲစသည်ဖြင့်အောင်လက်၏အကြောင်းကိုတိရပါမှအောင်လက်ကိုမိမိချစ်သူဖြစ်ရွေးနိုင်မရွေးနိုင် စဉ်းစားရန်ချက်လက်များကိုကြမည်မဟုတ်ပါလားထို့ကြောင့်နောက်နောက်အောင်လက်လာတွေ့ပါက စကားအများကြီးပြောမည်စကားတွေက သူဇာတိပြလာလိမ့်မည်ဟုစဉ်းစားထား၏ညနေဧည့်ခြင်းရောက်လျင်အောင်လက်လာလိမ့်မလားဟု မျှော်မိသည် လာမဲ့လာတော့ကိုကိုကျော်ဧည့်ခြင်းအတွင်အဆောင်ဆောင်ဂိုရန်ကဧည့်သည်လာတယ်ဟု မပီတပီလာပြောသောအခါဝေဒီပြောသွား၏ ဘလော့စ်အင်ဂျီအစ်စ်ကလေးပင်လဲ၍ထွက်ခဲ့သည်အကန်အတွင်းသို့ဝင်လိုက်သောအခါကိုကိုကြော့ကို တွေ့ရသည်ညှော်လင့်ထားသူမဟုတ်၍အနေငယ်တော့အံ့ဩမိသည်ကိုကိုကြော့သည်ဤမြရက်နီးကက်စွာစက်တိုက်လာလိမ့်မည်ဟု မထင်ခဲ့ကိုလေအလုတ်ကိစ္စရှုပ်နေတာနဲ့ဝိစီကိုဒီ3-4ရက်အတွင်းမရောက်ဖြစ်ဘူး။ဘာများလို့ဒီလဲဝေး။မလိုပါဘူးကိုကို ရပါတယ်။ဘုကိုကျော်သည်ဤအဖြစ်ကိုမကျေနပ်မလိုပါဘူးဆိုသည်မှာလိုအပ်လျင်အောင်လက်ကို အကူအညီတောင်းနိုင်သားပဲဟု အတိတ်ပဲကောက်လိုက်၏။စိတ်မကောင်းဖြစ်လိုက်သေးသည်။တို့ရတွင်ဝိကိုသူချစ်သည်ဖြင့်စိတ်မဆိုးပါ။ဝိကိုအရာစူးစမ်းမည်ဟု သူဆုံးဖြတ်ထားပါသည်။အကယ်၍ဝိကသူ့ကိုမချစ်ဘဲအောင်လက်ကိုချစ်မည်ဆိုရင်လည်း ူခွင့်လွှတ်လိုက်ပါမည်ဟုစိတ်ကိုယဉ်၏ဒီတရက်နှစ်အတွင်းကိုခီးထွက်เสียရှိတယ်ဝေရဲ့အဲ့ဒါဝိတ်ကိုလည်းနှုတ်ဆက်ရင်ပြီးဝေမာကြာရှိရင်လည်းမှားနိုင်အောင်လို့ပေါ့ဘယ်ဘက်ကိုသွားမှလဲကိုကိုပြည်ဘက်ကိုသွားရမယ်ဘာမှအောင်မလဲမမာတော့ပါဘူးဝေတို့စာမေးပွဲဘယ်တော့လဲရင်နောက်လာစလိုက်မယ်စာရီရပြီလား ဟုတ်ကဲ့ချက်နေပါတယ်။ကိုလားလေလို့အနောက်ရှက်ဖြစ်သွားလား။ဟင်းမဖြစ်ပါဘူး။ဝေညဘက်မှစားချက်တယ်။ကိုကိုကျော်ဒီဝေကိုချွန်းချွန်းဆဆကြည်လိုက်သည်။ဝေအနေရကြုံသွား၏။ခေါင်းငုံမျက်လောချ၍တစ်ဖက်လှဲ့မိပြန်သည်။ဝေဒီဒီချိန်တွင်မှ အောင်လက်တယောက်ရောက်လာလေဦးမလားဟုသောစိုးရိမ်စိတ်နှင့်တကားဝါသို့ကြည်မိသည်။ အောင်လက်ရိတ်ရောင်ကုန်များမတွေ့ရပါဝေးကိုကိုကြော့ပဲ့ပြန်လှည့်ရင်ပြုံသည်ကိုကိုကြော့စိတ်ထဲနိုင်မူဝေးဘလုံးနေနေလှနေ၏ဝေးကိုဤကဲ့သို့ပင် အကြကြီးထမ်းကြည့်ခြင်းနေသည်ထို့သောမတင့်လျောဟုစဉ်းစားမိ၏ပြောစရာစကားစကိုရှာတော်လဲရုတ်တရက်ရှာမတွေ့ခဏကြာမျှအတွေးကိုစီဖြင့်ငြိမ့်နေကြ၏ ပြောစရာစကားအထွေထူးမရှိတော့ထို့ကြောင့်ကိုပြန်မယ်ဝေးနေကပြန်လာမှပဲလာခဲ့ဦးမယ်ဟုတ်ကဲ့ကို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 ကျော်ပြန်သွားပြီးနောက်ဝေးသည်အောင်လက်ကိုညှောနေမိသေးသည်သို့တော့အောင်လက်ပေါ်မလားဒီလိုနဲ့နောက်ရက်တွေကူခဲ့သည်ဝေးနနဲ့ចောင်းထွက်လာတိုင်းအောင်လက်ကိုမတိမတာရှာ၏မတွေ့ တွေ့ရသည်မှာနှင်းစီပန်းနီနီကလေးများသာသည်တခါတရံရေတမာပင်ပင်စီချား၌၎င်းတခါတရံတီရိဆောင်ကြီးကိုကာယံထားသောတန်စီယိုတန်း၌၎င်းတခါတရံဝေအတန်းတရာထိုင်ကုန်များ၌၎င်းတခါတရံမူကိုရန်းကတဆင့်စာအိတ်နှင့်ပိတ်ထားသောနှင်းစီပန်းကလေးကို လာပေး၍၎င်းအောင်လက်ကိုစားပန်းနီနီကလေးများသာ ဝိကိုနေရာတကာမှ စီကျိုးခြောက်လန့်နေလေသည်တရက်မှ၂ရက်၂ရက်မှ၃ရက်၃ရက်မှ၄၅ရက်တပတ်မျှထိုးထိုးသောနေဖြင့်အောင်လက်က ပန်းတစေများဝိထံလွတ်နေသောအခါဝိသည် မကြေမနက်ဖြစ်လာသည် အောင်လက်ကို တွေ့ကျင်လာသည်ဒါကဘာတဘောလဲဟု ရှင်းရှင်းမေးပြချင်လာသည်နှင်းများဝေးနေသောနနက်ခင်းတစ်ခုတွင် ဝေဒီစောစောထား၍လမ်းလျှောက်ထွက်ခဲ့သည်ဝေဒီသတုံးရော့ရော့ကလေး တပတ်ရှုထုံထား၏နနဲ့အိယာထားစမို့မျက်ခွန်လေးများအင်းနေသည်ကပင်တမျိုးလှ၏အနဲ့ရောင်ရင်ခွဲဆွဲတာကလေးနှင့်နှက်ပြာရောင်အမီဝတ်ထား၏ယုဒတန်မျက်ခင်းသည် နှင်းများတည်နေ၏နနဲ့ခင်းနေရောင်ကြောင့်ယုဒတန်ဖျားရှိခိုးကြောင်မျှော်စင်ကြီးအရိပ်သည် ဒီလမ်းမနာတိကြောင့်နေတတရားလမ်းဒီနှင်းများစိုးနေ ဝေဒီကြောင်းဝင်းအတွင်းမှထွက်ခဲ့ပြီးဒီလမ်းမအတိုင်းလျှောက်လာသည် နှင်းများဝေးနေသောကြောင့်နေအောင်ကြီးပင်အားပြော့နေစောင်းလေသည်အေးစိမ့်စိမ့်ရှိဤအချိန်၌လမ်းလျှောက်ရသည်မှာအရသာရှိစွာဝေဤစိတ်သည်ပေါ်ပါရှင်လန်းလျက်ရှိ ဝေဆက်လျှောက်လာရင် အင်အားကံပေါင်းကြီးနာရောက်သောအခါလမ်းတစ်ဖက်တွင်မှတ်မိသောတရံတစ်ခုကိုသတိထားမိသည်နှင်းမုံကြား၌အောင်လက်အောင်လက်သည်ဝေးကိုမမြင်သူလည်းသူ့စိတ်ကူးနှင့်သူရှေ့သူရှုသူလျှောက်လန်းနေအောင်လက်သည်ပင်ဒီအင်ကြီးအိတ်ကက်ထဲလက်နှစ်ဖက်ထည့်ရင်းခမမှန်သွားနေ ဝေးပြောသွားသည်အောင်လက်ပန်းကင်းသို့ပန်းဝဲသွားခြင်းဖြစ်မည် ဝေးလဲလိုက်သွားမည်ပြီးမှအောင်လက်ကိုရန်တွေ့မည်ဒီစိတ်ကိုနဲ့အောင်လက်ကိုနောက်ရောင်ခံလိုက်ခဲ့သည် ဝေးထင်သည့်အတိုင်းပင်အောင်လက်သည်လမ်းမြောင်ကလေးတစ်ခုကိုချိုးဝင်ပြီးမကြမီပန်းကင်းတစ်ခုသို့ကျောက်သွား၏ဝေးသည်ခက်ခဲသောပုတ်စာတစ်ပုတ်၏အဖြေကိုရှားတွေ့လိုက်ရတဲ့ကဲ့သို့ပီတိဖြစ်နေသည်အောင်လက်ပန်းဝင်ဝဲနေသောအချိန်တွင် ဝေဒီတပင်ခွဲတနေရာမှစောင့်နေ၏အောင်လက်သည်အလဆုံးဟုမိမိထင်သော ပန်းတပွင့်ကိုဝယ်ယူခုဖြတ်ပြီးနောက်တပြုံပြုံတပြော့ပြော့ဖြင့်ပြန်လှည့်ထွက်တွင်အိတ်မိပြီမိပြီအောင်လက်ဝေကိုရုတ်တရက်တွေ့လိုက်ရသဖြင့်ပထမအံ့ဩထိတ်လန့်သွားသည်ထို့နောက်ဂျီနူးပျော်မြူသွားသည်ဒီချိန်ဒီနေရာတွင်သူ့ချစ်ဆုံးဝေကို တွေ့ရလိမ့်မည်မထင်ပါလုံးဝမမျော်လင့်ပါမဝေပန်းလာဝဲတာလားဟင် မဟုတ်ပါဘူးဝရံပြေးလိုက်ဖန်တာမိပြီလားသွားပါဘယ်ပြောင်းနေတာလဲရှိပါတယ်အဆောင်ဘက်ဘာလို့မလာလဲဘာလဲစာရီတိတ်ဖက်နေပြီလားမဖက်သေးပါဘူးဒါဖြင့်ဘယ်အဆက်နဲ့ရှောက်လည်နေလို့လဲအောင်လက်ပြုံသည် ဘာပြောတာလဲဘာလဲအဆက်ကမိန်ကလေးဆောင်တွေအလဲမတွားရဘူးလို့မှားထားလို့လားအောင်လက်ခေါင်းကိုချင်းချင်းစွာခါဤကျုံရမဒီလာဤပြောရမလားမပြောနဲ့မပြောတော့ပါဘူးလေပြောရမယ်အောင်လက်စဉ်းစားလိုက်သည်သူအမှန်တိုင်းပြောခြင်းပါသည်အဝေတို့အနောက်ရှေ့ဖြစ်မှာစိုးလို့ပါ ဘလို့နောက်ဆက်ဖြစ်ရမှာလဲ။ဩမဝေတို့အတိုင်းဝိုင်းကြမှာကျွန်တော်ကအနောက်ဆက်ဖြစ်နေမှာဆိုလိုပါ။ဘလို့ပြောလိုက်တယ်။မဝေတို့အတိုင်းဝိုင်းဟုတ်လား။ဟုတ်ကဲ့။ကိုအောင်အဲ့ဒါမဝေကိုတက်တက်ထင်သေးတာ။မဝေတို့အတိုင်းဝိုင်းဆိုတာဘသူတွေရှိလို့လဲ။ဩမဝေနဲ့ဦးလေးအတော်အကိုစသဖြင့်ပေါ့။ဘယ်ကအကိုလဲ။ ကိုကိုကျော်လေးစက်မတော်တာပါအဲ့ဒါကြောင့်ပေါ့ဘလို့မဝေတို့ကိုစွတ်စွဲနေတာလားကိုအောင်ဝေလွင်ဒေါသကလေး ဖြစ်မိသည်တက်တက်စော်ကားတာမဟုတ်ရပါဘူးမဝေကျွန်တော်ကအဆဆအရာရာမှာတိမ်ငဲနေရတဲ့လူပါဝေစိတ်မကောင်းဖြစ်ရပြန်သည်မဝေကကိုအောင်ကို ထက်စီးကဆက်ဆံနေလို့လားမဟုတ်ပါဘူးကျွန်တော်ဖာသာကျွန်တော်ဆုံးဖြတ်ထားတာပါဘယ်လိုဆုံးဖြတ်ထားလို့လဲကျွန်တော်မဝေနဲ့အောင်လက်စကားပြတ်သွားသည်ဝေးဝေးရှောင်းနေမိကြောင်းမပြောခြင်းမဝေနဲ့ဘာဖြစ်လို့လဲဒီလိုပါစာမေးပွဲလည်းနေပြီမဟုတ်လားဒီတော့ကျွန်တော်တို့စာကြက်ကြဖို့အချိန်ရအောင် ပြီးမက်ဝေလည်းစာချက်ရာမှာအနောက်ရှက်မဖြစ်အောင်စာမေးပွဲပြီးမှပဲမက်ဝေနဲ့လားတွေ့မလို့အောင်လက်ဒီဂျန်ဖန်အကြောင်းရှာ၍သူရှောင်းနေရသည့်အကြောင်းကို ပြ၏ဝေကလည်းတည်ပါသည် သူဆရာငယ်နေကြောင်းနှင့်ကိုကိုကျော်ကမိမိကိုလွှမ်းမိုးနိုင်ကြောင်းများသိထားသဖြင့်သူစိတ်သူဖြည့်သည့်သဘောနှင့်ဝေးဝေးနေခြင်းကြောင့်သိပါသည် ET ကိုမပြောရဲ၍စာမေးပွဲအကြောင်းပြကြောင်းလဲသိပါသည်။ကောင်းပါပြီလေ။ဒီလိုဖြင့်စာမေးပွဲပြီးတော့မဝေစီအလေလာအောင်ပေါ့။ဒီကြားထဲမှာလိုအပ်တာရှိရင်ကိုအောင်စီမဝေကြောင်းကြလိုက်ပါမယ်။ဟုတ်ကဲ့။ဒါပေမဲ့ကိုကိုကျော်နဲ့မဝေကိုတော့အထင်လွဲမထားနိုင်အောင်။ဝေတို့ချင်းမောင်နှမသဘောပဲရှိတယ်။သူကလည်းဝေကိုနှမတယောက်နေနဲ့စောင့်ရှောက်တာပါ။ ဲ့ဒါကို ကိုအောင်ကတမျိုးတမြီထင်ရင်တော့ဝေစိတ်ဆိုးမှာပဲအောင်လက်ဝမ်းသာသွားသည် ဝေနဲ့ကိုကိုကျော်နဲ့ဘလို့မှမပတ်သက်သေးဘူးတဲ့ဒီလိုဖြင့်သူ့ဖို့ညှော်လင့်ချက်ရှိသေးသည် သူကလည်းညှော်လင့်ခြင်းမာသေးသည်မပေးရသေးသော ပန်းကလေးကိုကမ်းလိုက်၏ကျော်မဝေအတွက်အမေတွေ့မှ ဝေနဲ့မတွေ့ရင်ဘသူ့ကိုပေးဖို့လဲခြေတမာပင်လေးကိုပေးဖို့ဝေပြုံးပြစ်သည်ပီတိပြုံးပြီးတော့မူသည်အပန့်ချင်ပါဘူးပန်မားမဝေရဲ့ကျွန်တော်ကိုစိတ်ဆိုးပြေတဲ့အထိမ့်မတ်ပေါ့မပြေပါဘူးပြောမိတာပြောသည်ပန်းကလေးကိုယူမိပြီးပြီးသို့တော်မပန်သေးဝေတော့လေ ောက်ဒီပန်းနေကလေးတွေပန်းရမှာကြောက်လာပြီဘာလို့လဲကိုအောင်မကြောက်ဘူးဘူးလားပန်းနေနေမပန်းလေနဲ့အမြီမှာနှပန်းပွင့်နဲ့အတင့်ငယ်မှာရဲခြင်းပျော်လိုအားနဲ့ခေါင်ဖျားတင်အရင်လူနဲ့လွဲတဲ့တဲတဲ့မဝေရဲ့အရင်လူနဲ့လွဲခဲ့ပြီးပြီပဲဝေတုံလုံးခြောက်ချသွားသည် မဝေရဲ့အရင်လူ မောင်မောင်တင့်အကြောင်းကို အောင်လက်တည်တည်ကောင်းကိုအောင်ဘလို့လုပ်သည်ဒီလိုပဲတည်တာပေါ့ဝေဤမျက်နာကလေးသည်ညှို့လျက်သွားဤအတိတ်တစေ၆လှန့်တုံးပါလားဝေတက်ပြင်းချလိုက်ဤထားပါတော့လေဝေအနေနဲ့ကတော့အရင်လူဆိုတာကို အရင်ကလူအရင်ဦးဆုံးချစ်သူလို့အတိတ်ပဲမယူခြင်းဘူးရှင်တဲကလူ ရှင်တွေကချစ်သူလို့အတိတ်ပဲယူခြင်းနဲ့အောင်လက် အားတက်သွားသည်ရှင်တွေကလူဆိုသည်မှာသူ့ကိုရည်ညွန်းတယ်လို့မဝေရဲ့ရှင်တွေကလူဆိုတာဘာလို့လဲရင်ဝေပြောပြလိုက်ခြင်းပါသည်သို့တော့သူကမှစမပြောသေးပဲဒီလိုကြောကျင်လို့ဘယ်ရမလဲအောင်လက်ကို အချိန်ကမေးဖို့သည် ရောင်းမလောင်ဘသူဘဲဝါဆိုတာမဝေတို့လည်းသိပြရစေနော်။ဟုမေဘူးသည်။ထိုစဉ်ကအောင်လက်က မဝေအရင်ဆုံးသိရမှာပေါ့တဲ့။ဒီတော့ကိုအောင်အရင်ဆုံးသိရမှာပေါ့။အောင်လက်ပြောပါသည်။စာမေးပွဲပြီး၍သူကရှင်ဖွင့်ချစ်ရေးဆိုလျင်မဝေမလွဲမသွေလက်ခံပေမည်ဟုယုံကြည်လိုက်သည်။မဝေကလည်း ိုအောင်ချစ်ကိုလက်ခံကြမာဤဒါပေမဲ့လေဒါပေမဲ့အဆင်ပြေခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၁၁ကိုလည်း ဆောင်မျောနားဆင်ပေးကြပါအောင်ခင်ဗျာ要借口外头加点被他的钢架捆绑。 de outra forma.